အားလုံးမင်္ဂလာပါကျွန်တော် KC ပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ Pro Player တွေတုံးတဲ့တစ္ဆန်ထရစ်တွေကိုပြပြပေးသွားမှာဟမ်ဘာကြီးလဲ19ရက်နေ့ရှိရလားအဲ့ဒါဆိုပြကြည့်ပါလားဟမ်ဝါမိုင်းလိုက်လားကျွန်တော်ရဲ့ Tissentrip video တွေကြည့်နေကြ brother တွေအနေနဲ့ကိုတိုင်ဝင်ရောက်ပြီးတော့ apply လုပ်လို့ရမယ်။ Anavonsi ကနေပထမဆုံးအကြိမ်ဥဆောင်ကျင်းပတဲ့ tournament လေးအကြောင်းပြောပြမယ်။မြန်မာနိုင်ငံရဲ့ထိပ်တန်း organization တွေထဲကတခုဖြစ်တဲ့မသစ်စည်းနဲ့အတူပူးပေါင်းဆောင်ရွက်ပြီးတော့ကျင်းပမယ် Rise to Challenge tournament လို့ခေါ်တယ်။ဒီဘွဲကအထူးသဖြင့် pro player လမ်းကြောင်းပေါ်ကိုတက်ရောက်ခြင်းနဲ့လူငယ် player လေးတွေ semi pro ကစားသမားလေးတွေအတွက်ကိုအဓိကရည်ရွယ်တာ ကျွန်တော်အကြိုက်ဆုံးအချက်ကတော့မတ္တစီလို့ organization နဲ့ပူးပေါင်းဆောင်ရွက်တာဖြစ်တဲ့အတွက်စီမီပရိုပလီယာတွေလူငယ်ကစားသမားလေးတွေအနေနဲ့ကသူတို့ရဲ့ရှေ့မှာကိုယ့်ရဲ့လက်စွမ်းကိုလက်စွမ်းထပ်ရင်ထပ်သလောက်ခြားပြခွင့်ရမှာဖြစ်ပါတယ်လူငယ်တွေအနေနဲ့ကကိုယ့်ရဲ့လက်စွမ်းထပ်ရင်ထပ်သလောက်ကောင်းရင်ကောင်းသလောက်ဒီကနေတဆင့် pro life ကိုဝင်သွားနိုင်ဖို့အတွက်အခွင့်အရေးကလည်းရှိအောင်မယ်ဒါအပြင်ချန်ပီယံအသင်းအတွက်က diamond တစ်တောင် မသိစီဂျာစီ9အထဲအနာဖွန်စီဂစ်ဆက်9ခု first runner app အနေနဲ့က diamond 2500အနာဖွန်စီ special gift ဆက်9ခုစသဖြင့် price pool အနေနဲ့ရရှိသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ brother အနေနဲ့ကကိုနဲ့တူတူဆော့နေကြ player အနည်းဆုံး9ယောက်စုပြီးတော့ဒီ video ရဲ့ comment အောက်မှာ register လုပ်လို့ရပါတယ် registration ကာလကို November 10ရက်နေ့ကနေ16ရက်နေ့ထိဖွင့်ပေးထားပါတယ် ပြိုင်ပွဲကာလကတော့နိုဝင်ဘာ18ရက်နေ့ကနေ20ရက်နေ့ထိပါကျွန်တော်ဗီဒီယိုကြည့်နေကြဗရတရီအနေနဲ့လည်းကျွန်တော်ပြောတဲ့တစ္ဆန်ထွက်တွေကိုကိုယ်တိုင်အသုံးချပြီးတော့ပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ပြောချင်ပါတယ်တခြားကြံတဲ့ပြိုင်ပွဲအကြောင်းအသေးစိတ်ကိုတော့ အနာဖွန်စီနဲ့မသိစီတို့ရဲ့ Facebook page မှာဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။ဘာနေနေအနာဖွန်စီကတော့ Mobile Legends ကိုတကယ်ချစ်မြတ်နိုးပြီးတော့ passion တကယ်ရှိတဲ့လူငယ်ကစားသမားလေးတွေပြီးရင် Mobile Legends professional player live အိမ်မက်ကိုရှောက်လန်းခြင်းနဲ့ brother တွေအတွက်ကိုစတင်ပြီးတော့ support ပေးနေပါပြီ။ကျွန်တော်အနေနဲ့ကတော့ The Rise to Challenge Tournament ကနေမသိစီကြွေသွားလောက်တဲ့လက်စွမ်းမျိုးချပြနိုင်တဲ့လူငယ်စီမီ pro ကစားသမားတွေအများကြီးထွက်ပေါ်လာပါစေလို့ဆုတောင်းပေးပါတယ်။ နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြရပေါ့ကျွန်တော်ကတော့ထုံးစံအတိုင်းပဲ KCB ဖြစ်ပါတယ်ဆိုတော့အားလုံးပဲဘိုင်ဘိုင်